ခုနိုင်ငံတော်ဝန်ကြီးချုပ်နာဆာကဥက္ကဋ္ဌကြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်မြန်မာပြည်သူအားလုံးတွေ့မြင်ပြီးဖြစ်ပါတယ်။ပထမတစ်ချိန်တွေ့စဉ်ကာလတုန်းကအစည်းအဝေးတစ်ခုမှာကြားပြက်တွေ့တဲ့ပုံစံမျိုးဖြစ်ပါတယ်။အခုချိန်တွေ့ရင်ကတော့နိုင်ငံတော်အဆင့်အခမ်းအနားနဲ့တကယ်ကိုဆေးရပြအခမ်းအနားတွေနဲ့ကြိုးစိုးနှုတ်ခွန်းဆက်ပြီးတော့နိုင်ငံတော်အဆင့်ဖိတ်ကြားတွေ့ဆုံခြင်းဖြစ်ပါတယ်။ဒီနေရာမှာထူးခြားတာတစ်ခုရှိပါတယ်။ မကြာသေးခင်ရတရတဲ့ဘက်ကယူကရိန်းသမ္မတဇာလန်စကီကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကခေါ်ယူတွေ့ဆုံပြီးတော့ဘယ်ဥပုံအဆောက်အဦမှာဒုသမ္မတနဲ့တူတူနော်စကားတွေအများကြီးပွဲပြက်သွားတဲ့အချိန်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံဝန်ကြီးချုပ်နိုင်ငံတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မွေးမင်းအောင်လိုင်ရုရှားနိုင်ငံကိုရောက်တဲ့အချိန်နဲ့ဟာရပိုင်းသာကွာခြားပါတယ်တစ်ဖက်ကအမေရိကန်သမ္မတကဇာလန်စကီကိုဖိတ်ခေါ်တယ်တစ်ဖက်မှာ ရုရှားသမ္မတဗလာဒီမာပူတင်ကမြန်မာနိုင်ငံခေါင်းဆောင်ဖိတ်ခေါ်တယ်။ဒီနှစ်ခုတိုက်ဆိုင်မှုဟာဒါတော်ုံတန်အောင်တိုက်ဆိုင်မှုမဟုတ်ပါဘူး။ဒါတိုက်ဆိုင်တာမဟုတ်ပါဘူး။ဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ယူကရိန်းနဲ့အမေရိကန်ဆက်ဆံရေးဟာလည်းပြတ်ပြတ်သွားပါတယ်။ဒါပေမဲ့ရုရှားမြန်မာချစ်ကြည်ရေးကတော့တော်တော်လေးကိုခိုက်မာလာတာကိုတွေ့ရမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံအစိုးရအဖွဲ့ NASA ကအပေါ်မှာသဘောထားပြောပြောင်းလာတာကိုလည်းကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုစန့်ကျင်နေတဲ့ အစိုးရဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကိုအထောက်ပံ့ပေးတာတွေကိုလည်းချက်တံပလိုက်ပါတယ်။နောက်ပြီးတော့ American သမ္မတလုံခြုံခန်းအစဉ်တုန်းကကျွန်တော်ဒီမှာနိုင်ငံနိုင်ငံတော်ဝင်ကြီးဘုံချုပ်မူကြီးမရောက်နိုင်ဟာအမျိုးအမြင်ရှိစွာနဲ့တဝင်လာတွေပြေးပို့ပြီးတော့စိတ်မကောင်းကြောင်းတွေပြေးပို့တာမျိုးတွေလည်းရှိခဲ့ပါတယ်။ဒီစားတွေကိုလည်း American သမ္မတလောင်း Donald Trump လက်ခံရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံအစိုးရဟာသဘောထားပြော့ပြောင်းတဲ့အစိုးရစိတ်ကောင်းစီစဉ်တာရှိတဲ့အစိုးရဆိုတာကိုအမေရိကန်အစိုးရဟာသဘောပေါက်ထားပြီးသားဖြစ်ပါတယ်။အရင်ဒီမိုကရက်တွေနဲ့မတူပါဘူး။ ဒေါ်နယ်ထရန့်ဟာရုရှားနဲ့လည်းဆက်ဆံရေးပြေလည်အောင် ပြုလုပ်နေပါတယ်။ရုရှားယူကရိန်းစစ်ပွဲကိုမကြခင်မှာရပ်တန့်နိုင်အောင်လည်းကြိုးစားအားထုတ်နေပါတယ်။တချိန်တည်းမှာရုရှားမြန်မာဟာစာချုပ်10ခုအထိကိုချုပ်ဆိုနိုင်ခဲ့ပြီးတော့ဒဝဲရေးနဲ့စကန်ကိစ္စနျူကလ িয়ার တပ်ပေါင်းဖို့အသေးစားလျှက်စစ်ထုတ်လုပ်ဖို့ကိစ္စတွေအထိပါဆွေးနွေးတိုင်ပင်နေတာတွေ့ရပါတယ်။ဒီအကြောင်းအရာကို Indonesian media တွေကတခန့်တနားနဲ့တအံ့တော့ဖော်ပြနေတာတွေ့ရှိရမှာဖြစ်ပါတယ်။မြန်မာလူမျိုးဒီပြောမယ်ဆိုလို့ရှိရင်တော့အကြမ်းဖက်အားပေးတွေထောက်ပံ့နေရတော့အဲအာမနာပါစကားတွေနဲ့ ကာဂျူကာဂျူကြီးပြောတဲ့စကားတွေကိုလောင်းပြောင်းနေမှာပါပဲဒါပေမဲ့ကာဂျူကြီးဘယ်လိုစကားပဲပြောပါစေအခင်းချင်းမှာတော့ကရင်မလင်နန်းတော်မှာတခန်းတနာတွေ့ဆုံခွင့်ရတာဟာကျွန်တော်တို့အမတန်းမှဝမ်းသာကြည်နူးစရာနိုင်ငံအတွက်ငင်းဝင်းဖြစ်ပါတယ်အားလုံးကြည့်ကြပါစို့